မင်္ဂလာညချမ်းပါနိုဝင်ဘာ6ရက်နေ့2025ခုနှစ်လူမြောက်ရဲ့ညခင်မိုင်တင်ဆက်မှုဖွေးဖွေးကိုဖမ်းလိုက်ပြီဆိုတဲ့သတင်းတွေထွက်ပေါ်နေတယ်လို့နေအောင်ကြီးကမဲဆွယ်နေပြီဗျစန့်ခံရေးပါတီကပကိုးတောင်ကဖြူးมาတော့ပဇင်းလေးတကောင်กินလိုက်နိုင်တယ်ဂျာရူကိုပရာလို့ခေါ်တဲ့တကောင်ပြတ်ကြတာ ူအာကုတုံနဲ့တူပေါ့တောင်သားမဝင်စီးပါတယ်စစ်တပ်ဒီစခန်းတွေဒီအကြောင်းတွေကျွန်တော်ဒီကနေ့တင်ဆက်မှာဖြစ်တယ်လို့ဟိုဘက် Allergy Review Channel မှာတော့ပယ်ဆောက်ချိန်တို့တတိုက်သူတို့ကမြန်မာနိုင်ငံသားမဘုံနေနေဖြစ်တယ်မြန်မာနိုင်ငံကတရုတ်ကိုခေါ်ပြီးတည်တံပေးတာညီမအချုပ်ကြအာနာကိုတရုတ်က fuck you လို့တာမဟုတ်ဘူးလားဆိုတဲ့အကြောင်းစကားပြောမှာဖြစ်ပါတယ် Allergy Review ကိုလည်းကြည့်ဖို့ဖိတ်ခေါ်ပါတယ်ဒီကနေ့တော့ ဖူးဖေးကစားကြရအောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရုပ်ရှင်သရုပ်ဆောင်တွေအဆိုတော်တွေအကုန်လုံးကရွေးကောက်ပွဲအတွက်မဲဆွဲကားမဲဆွဲကဲချိန်ပေးရမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ပြီးမှဒီကနေ့ဖူးဖေးဟာမဲဆွဲမဲ့ကားကိုဂွာရာဖြန့်ကားကိုမရိုက်ပေးနိုင်ဘူးလို့ညင်းဆိုတဲ့အတွက်ဖန်ဆီးလိုက်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်အတိအကျတော့ ကျွန်တော်တို့အတီးပြုလို့မရသေးပါဘူးစစ်တပ်ဟာဘာမဆိုလုံးမှာဖြစ်ပါတယ်အမှုပညာရှင်တွေဆိုတဲ့သူတွေကိုပြပထွက်ခွာခွင့်လုံးဝပိတ်ပလိုက်ပြီစစ်တပ်နဲ့ကြန့်ခံရေးကိုထောက်ခံတဲ့အမှုပညာရှင်တွေကတော့ပေါ်ပေါ်ထင်ထင်ကိုအဆက်မဲ့စွာမဲဆွယ်နေပါတယ်ခင်ဗျားတို့ကျွန်တော်တို့တစ်ချိန်လုံးကကြိုက်ခဲ့ရတဲ့မင်းသားကြီးနေအောင်ကျန်ရေးအင်ဂျီကိုဝစ်ပြီး ပြောနေတဲ့ video clip အားလုံးသိပြီးကြပြီမလားကျွန်တော်တို့ကတော့ကြက်ခံရေးပါတီအတွက်မဲဆွယ်ရမှာပဲဘဒူးတင်းတင်းငတိမာရင်ပြီးရောဆိုတဲ့နေအောင်သူမျိုးဇမားကျွန်တော်တို့ဥပက္ခပြုတ်လိုက်ပါတော့ဒီလိုပဲတဇောင်းနိုင်ပွဲမှာနေပြီးတော့ဖြောပြီးပွဲမှာသွားဖြောပြီးတဲ့သူတွေအကုန်လုံးသာတပိတ်မှောက်ရရင် တိုင်းပြည်တော်ရင်လေးပါတယ်ဗျာဓမ္မနဲ့အာရမအမှန်နဲ့အမှတရားမျှတမှုနဲ့မတရားမှုကြားဘုံနေမြဲကြားနေမြင်းနဲ့ပုံမှန်အခြေအနေကြီးလို့ဖြစ်သွားပြီလို့ထင်မှတ်နေတဲ့သူတွေအတွက်စိတ်လဲမကောင်းမိတယ်လို့ဘာပြောရမှန်းမသိဘူးဖြစ်နေတယ်အပြစ်ပဲတင်ရမလားပြည်သူလူထုပျော်ရွှင်နေတာကိုကြည်ပြီးဝမ်းမဲတာရမလားတစ်ဖက်မှာတော်လန်ရင်းနဲ့ ိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာအသက်ပေးနေတဲ့ညီကိုတွေအတွက်ပဲဝန်နေရမလားစကိုင်းမှာဘုံကျဲချလို့ဘိုက်ကြီးတွေပါမချမ်းခလီးတင်ငယ်ပါမချမ်းအပိုင်းပိုင်းပြတ်သွားတဲ့ခန္ဓာကိုယ်တွေနဲ့မျက်ရည်လေရွဲဖြစ်နေတဲ့သူတွေကိုနာကျင်ခံစားရမလားစစ်တပ်ကတပ်ဖြတ်ပြီးဦးအခွေလိုက်ထုတ်ခေါင်းကိုဖြတ်ကခြံစည်းရိုးမှာချိန်တဲ့အဖြစ်တွေကိုပြန်မြင်ရင်ပျော်ရွှင်နေတဲ့သူတွေကိုပဲကျွန်တော်တို့ ကိုချင်းစာတရားမရှိဘူးလားလို့ပြောရမလားသူတို့မဖြစ်သေးတော့ပုံမှန်လို အခြေအနေကြီးမှာပျော်ရွှင်ခုန်ပေါက်နေကြလေကျွန်တော်တို့ကဒါပေါ်တာတွေဆွေးနေပြီအော်ပြည်သူလူလူလူငယ်တွေကယူဆိုင်ကြပါနော်ညဘက်မထွက်ကြပါနဲ့တဖွားဖွားပြောနေပြီမဲ့နေပြီးတော့မင်းအွန်လိုင်းတဲတဲ့စမိုင်းလင်းဗုဒ္ဓဆိုတဲ့ဖျားဝင်းကြီးတဲမှာ အော်ဟစ်ပျော်ပါခုန်ပေါက်နေတာများမန္တလေးရန်ကုန် အဆရှိတဲ့မြို့ပြားတွေမှာ ပုံမှန်အခြေအနေတွေလိုပဲ။ Oh hit mute to ပျော်ပါကုန်ပေါက်မူယူနေတာများ။တောင်ကြီးတဆောင်နိုင်ပွဲကြီးဆိုင်းဆိုင်းခန်းလိုက်ဆိုတဲ့အဆိုတော်ကြီးကိုယ်တိုင်ပျော်ပါနေတာများ။ဘာမှမဖြစ်နေဘူးလား။သူတို့ကိုတခွန်းနဲ့မေးကြည့်ချင်တာကဒီတိုင်းပြည်ထဲမှာဘာမှမဖြစ်နေဘူးလား။ ီကနေ့ကျွန်တော်တို့ရန်ကုန်နဲ့အင်မတန်နီးနေတဲ့အချိန်ကြီးဘကိုတိုင်းနေမှာတောင်ကိုကန်ဖြူးမှာမကြီးကုန်းကျွာတောင်ရွာလို့ပြောဖစစ်တက်ဟာရာဂျိုကော်မတာရာရိုကော်ပရာမလီမာရိုရာရိုကော်ပရာဆိုတဲ့နှစ်ယောက်စီဟယ်လီကော်ပတာဆက်တက်ရင် ဂျာရိုကော်ပတာ sorry မှားလို့ဂျာရိုကော်ပတာနှစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ပါတယ်အကြောင်းမင်းတော့ဘာတိုက်ပွဲမှလည်းမဖြစ်ဘူးပြည်သူလူထုကိုတတ်တတ်ဒုက္ခပေးတာဘုံကျဲပြီးတော့အပြန်ဖြူးဖက်အလှဲ့မှာဂျာရိုကော်ပတာတစီးမိကိုထွက်ပြီးပြတ်ချပေးပါတယ်နှစ်ယောက်လုံးသိပါတယ်ဂျာဘရိုကော်ပရာမြပြည်ဘုံကျဲတိုက်ခိုက်ချင်းချောင်း မကြီးတောင်ရွာဦးမောင်ငယ်55နဲ့1 white point ထွက်ပြီးတည်ဆုံးခဲ့ရပါတယ်။နေ6လုံးပြက်စီတယ်။အဲ့တော့ပါရာမော်တာတွေဂျာရိုကော်မတာတွေနဲ့မြို့ပြနဲ့နီးစပ်တဲ့နေရာတွေမှာတိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲဘုံကျဲတိုက်ခိုက်နေတယ်။ဂျာရိုကော်မတာတွေပါရာမော်တာတွေကလေကျွန်တော်ထင်သလောက်ပြောရမယ်ကျွန်တော်ယူဆမိတယ်လို့အကဲရန်ကုန်မန္တလေးအစရှိတဲ့မြို့ပြကိုစစ်ဝင်လာရင် တိုက်ကြိုတိုက်ကြားမှာပြန်တမ်းပြီးတော်လိုင်းတက်တူခြေမုံနိုင်အောင်အချူလေးကျင့်နေသလားလို့ထင်ရလောက်အောင်ပဲစကိုင်းပကူတခွင်ကိုတော့နှိမ့်စင်မပြတ်တိုက်ပွဲမရှိပဲလေဘုံကျဲနေပါတယ်အဲ့တော့ကျွန်တော်တို့ပစင်းတကောင်ကတော့သူ့အလိုလိုတောင်းပန်ကြိုးကြပြီးနှစ်ကောင်လုံးမသာပေါ်တဲ့အခြေအနေပေါ့ဘကိုတိုင်းဖြူးမြုံနေမှာဖြစ်ခဲ့တယ်လို့ဒီကနေ့စကိုင်းတိုင်းမန္တလေးတိုင်းပြောအောင်မယ်တောင်းတာ မန္တလေးတောင်တာမကြီးရိုခိတ်ပိတ်တနိုးတောင်စကြံအထွတ်တန်လန်းခိတ်ဒီ PDF တီတပြိုင်နဲ့လက်တပြဲဝင်ရောက်တိုက်ခိုက်ဒိမ့်ပိုက်ခဲ့ပါတယ်မကြီးရိုခိတ်ဖက်စစ်တက်ကစစ်ခွေးတွေကိုဝင်တိုက်တယ်တပြိုင်နဲ့နောက်ကျတဲ့ခြေတော့တစ္ဆာပေါက်တကယ်သူထွက်ပြေးသွားတယ် မကြီးရိုးကိမ်းမှာဘန်ကာ73လုံးရှိတယ်ကျွန်တော်ကျွန်တော်ပြောနေတယ်လို့အရင်ရက်တည်းကမိထီလာကိုဝင်သိမ်းရင်မိထီလာမှာအကုန်လုံးလက်နက်ချမှာဖစစ်တာစိတ်ရပြစီးနေပြီတက်ပြတ်နေပြီတက်တွင်းမှာခမဖယိုဖယင်းနေမနေ့ကကျွန်တော်ပြောပြသလိုပဲစစ်တပ်ကလင်းရှိမရားတွေတောင် ပြည်သူစစ်တွေနဲ့လိုက်ပြေးပြီးဖယိုဖယဲတွေဖြစ်နေတာအဲ့တော့သုံးကောင်သေးပါတယ်ဘန်ကာတွေအကုန်လုံးမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရတယ် အဲ့တော့ဘန်ကားတွေကိုမိမရှုပ်လို့မရဘူးဒီဘန်ကားတွေကိုအကာအကွယ်ယူပြီးတော့ပြည်သူလူထုကိုဒုက္ခပေးနေတယ်ဆိုတာမျိုးသိရပါတယ်ပေတရိုတောင်ပေါ်မှာစစ်ကွေးဘန်ကဆက်နှလုံးထက်ရှိတယ်နောက်ထပ်ထပ်တိုက်တယ်ဆက်တလုံးကိုထပ်သိမ်းတယ်စကြံအထွတ်တန်လန်းဂိတ်ကိုထပ်တိုက်တယ်ဘန်ကားတွေကပြန်ပစ်တယ်စကြံအထွတ်တန်လန်းဂိတ်ကိုတော့ အပီးတိုင်းမသိမ်းနဲ့ပြန်ဆုတ်ခဲ့တယ်မြင်းကြံခရိုင်တိုက်ရင်သုံးနဲ့ပူပေါင်းတက်တွေတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်တောင်နာမြို့ပေါ်မှာလုံးဝရွေးကောက်ပွဲကျင်းပလို့မရအောင်ကျင်းပခွင့်မပြုဆိုတဲ့အကြောင်းမြင်းကြံတက်တွေကကြီးညာချပါတယ်ဆိုတော့ကျွန်တော်တို့တိုင်းကြီးဘာမှမဖြစ်နေပါဘူးဘာမှမဖြစ်နေပါဘူးလို့ပြောရင်တီအန်အန်လေးရဲ့ခေါင်းဆောင်တယောက်ဖြစ်တဲ့တာဖုံးချုံ ဘုံမှုချုပ်တာပုံးချော်ပြောရေးဆိုရင်ရှိသူကအပြစ်ရတဟာခဏအနာယူတာဖြစ်ပြီးစင်အနာရှင်မြစ်ဖြတ်ကြီးကိုပြန်လည်တိုက်ပွဲဝင်မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးကြားရတယ်လို့မိုးကုတ်မိုးမိတ်ကာဝေးတိုက်ပွဲနဲ့ပတ်သက်ပြီးတော့တော်လန်ရက်ဝမ်းမှာအပူတပြင်းလှောက်ဆောင်နိုင်တဲ့လှောက်ဆောင်နေတဲ့ထိုးစစ်တွေရှိနေပါတယ်။ဒါအပြင်မှာ တော်လံဝင်ရိုးနှစ်ရက်နဲ့ပေါင်းဆက်နိုင်မဲ့တော်လံကြီးအောင်ပွဲစီလို့ဆိုတဲ့အတွေးခေါ်တရက်ဒီကနေ့ရှားယူတန်းစုနိုင်ပြောတာကိုကျွန်တော်ကြားလိုက်ပါတယ်ရှားယူကြည့်မြင်ပြောတာကိုလည်းကျွန်တော်နားထောင်ပါတယ်ဆိုတော့တော်လံဝင်ရိုးနှစ်ရက်ကျွန်တော်ကတော်လံဝင်ရိုးဆိုတဲ့နေရာမှာအညာကိုကျွန်တော်အသုံးတယ်ရှားကြီးကထပ်ပြီးဖြည့်ဆွတ်ပြီးတော့ပြောတယ်လို့ကျွန်တော်ယူဆတယ်နောက်ထပ်ဝင်ရိုးတစ်ချောင်းရှိပါတယ် တိုင်းရင်းသားတော်လှန်ရေးတပ်များဘာလို့တပ်ပေါင်းမစုနိုင်တာလဲဒါဟာတိုင်းရင်းသားတော်လှန်ရေးတပ်တွေဟာတော်လှန်ဝင်ရိုးတစ်ခု ဖြစ်ပါတယ်။အညာဘမာတပ်တွေဟာတော်လှန်ဝင်ရိုးတစ်ခုဖြစ်ပါတယ်။ဘမာတပ်တွေအားလုံးစုတော်လှန်ဝင်ရိုးတစ်ချောင်းတိုင်းရင်းသားအားလုံးတပ်တွေစုတိုင်းရင်းသားတပ်ပေါင်းစုဘမာတပ်ပေါင်းစုပေါင်းစပ်မှုဖြင့်ဝင်ရိုးနှစ်ခုဝင်ရိုးနှစ်ခုနဲ့လေပတ်မဲ့တော်လှန်ရေးအောင်ပွဲဒီအကြောင်းနဲ့ပတ်သက်ပြီး တိတိချာချာပြောပြဖို့မနှက်ပြန်နားထောင်ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်